ကျမ်းမာရေးကောင်းအောင်နေပါတရက်တရက်ကုံဆုံးသွားတဲ့အခါမှာကုသိုလ်ဥစ္စာကိုကျမ်းမာ၍စိတ်ပါချမ်းသာပညာတကူတမျိုးမျိုးမှမတိုးမတက်ထိုနေ့အတွက်သက်သက်ဝါနေပွဲတဲ့တရက်တာကုံဆုံးတဲ့အခါမှာကုသိုလ်တော်၎င်းဥစ္စာတော်၎င်းကိုယ်ကျမ်းမာရေးစိတ်ချမ်းသာရေးတော်၎င်းပညာတစ်ခုခုတော်၎င်းရမသာလည်းရင်အဲ့ဒီနေ့ဟာအဖို့တန်တယ်တဲ့ ကုသိုလ်ဥစ္စာကိုကျမ်းမာ၍စိတ်ပါချမ်းသာပညာတကူတမျိုးမျိုးမှမတိုးမတက်ထိုနေ့အတွက်တက်တက်ဝါနေပွဲတရက်တာကုံဆုံးတဲ့အခါမှာကုသိုလ်လည်းမရဘူးဥစ္စာလည်းမရဘူးပညာလည်းမရဘူးကိုကျမ်းမာရေးစိတ်ချမ်းသာရေးလည်းပဲမရဘူးဆိုရင်အဲ့ဒီနေ့ရက်တက်တက်ဝါနေပွဲကောင်းလာတယ်တဲ့ဒီနေ့မှာတော့ဒါဖုံဖုံရဲ့ကျမ်းမာရေးအခြေအနေပေါ့ကျမ်းမာရေးအခြေအနေကိုသိကျင်တာနဲ့ကိုကိုကိုလည်းတန်လျာဖြစ်နေတာနဲ့ ဒီထိုင်းနိုင်ငံရောက်တော့ပေါ့ဂျူလာလက်ကောက်ဆိုတဲ့ဆေးရုံမှာတော့ရောက်ပြီးတော့ medical check up သွားလုပ်ပါတယ်အဲ့ဒါဆေးရုံမှာ medical check up သွားလုပ်တော့သူတို့တွေစစ်ဆေးတဲ့အခါမှာဒီပုံမလို့သင်္ကန်းဝတ်နဲ့ဝင်လို့မရပါဘူးသူတို့ဆေးရုံကပေးတဲ့ uniform ကိုထပ်ပြီးတော့ချင်းရပါတယ် uniform ကိုချင်းပြီးတော့သူတို့ဆေးကန်းတွေကိုဝင်ရတယ်ပေါ့နော်အဲ့ဒီမှာဖုံဖုံကို အမျိုးမျိုးစစ်ဆေးပါတယ် မျိုးမျိုးစစ်စေးပါတယ်အသေးစိတ်ပေါ့နော်အသေးစိတ်စစ်စေးတယ်အဲဆရာဝန်3-4ယောက်လောက်ရှိမှာပေါ့စစ်စေးပါတယ်စစ်စေးတဲ့ကာမှာဈေးကတော့ညားတာပေါ့ဗျာအဲဘတ်ငွေ9000ကျပါတယ်မြန်မာငွေနဲ့ဆိုရင်တော့10သိန်းဝန်းကျင်လောက်ရှိချင်ပါပေါ့10သိန်းကျော်ကျော်လောက်10သိန်းစွန်းစွန်းလောက်ရှိမှာပေါ့နော်လိုပဲဖြစ်ဖြစ်ထွက်လာတဲ့အဖြစ်အရဖုံဖုံရဲ့ကြားမှာရေးဟာအလုံးဟာနော်မဲပါအလုံးကောင်းတယ်ပေါ့အလုံးကောင်းတယ်လို့သိရတော့လဲ စိတ်ချမ်းသာသွားတာပါဒီခန္ဓာကိုယ်ကြီးဆိုတာငယ်လဲငယ်သေးပေါ့တိတ်ပြီးတော့ဖောက်လဲဖောက်ပြန်တော့မရှိသေးဘူးပေါ့ဒါကြက်အသက်ကြီးပန်းရောက်လာရင်တော့ဖောက်လဲဖောက်ပြန်နေများလာမယ်တူပါတယ်ခုလောလောဆယ်ချင်းနေမှာတော့အားလုံးနော်မယ်အားလုံးကောင်းနေပြီတယ်ပေါ့နော်ဖုံဖုံရေးတဲ့ရှင်ပြားအယိုးကတော့နည်းနည်းပါတယ်ပေါ့အကျင်လေးတော့နည်းနည်းဆော့ပေးရမယ်ဒါမှအဲနည်းနည်းလေး body လေးပြန်တက်လာမယ်လို့အဲ့လိုတော့ပြောတယ် ရောရရနဖို့ဖို့ကျင်းစောရမယ်တူတယ်။အာရောက်ဂျန်ပရမန်လာပံပေါ့။ကျမ်းမာခြင်းဒီလက်တပါလို့အားလုံးကလည်းပြောကြတယ်။အမှန်ကတော့အဲ့ဒီစကားဟာမားတယ်။ကျမ်းမာခြင်းဒီလက်အများဆိုရင်ပို့ပြီးတော့မှမှန်တယ်။ကျမ်းမာရေမကောင်းတော့ဘူးဆိုရင်လူဆိုတဲ့မျိုးကဘာမှမလုပ်ချင်ဘူး။ကိုကိုကိုတရားတော်မယ်ပဲတွေးနေတာလေ။ဘုံမုံတို့လည်းအတူတူပါပဲ။ကိုကိုကိုတန်တရားဖြစ်နေတော့ငါကင်ဆာများဖြစ်နေလား။ ပူမာရေးကင်ဆာတွေများဖြစ်နေတာ။ကျန်းမာရေးတခုခုများချို့ယွင်းနေလား။စိတ်ထဲမှာမတင်မကြဖြစ်နေ။ဘာလို့လို့မပြောတော့။ဟာငါတရားတော့မှာပါလားလို့တွေးနေ။မရဏနှုတ်တဲ့တိပေါ့နော်။အမြဲတမ်းဆင်ញင်နေ။ဆင်ញင်နေတော့ကျန်တဲ့အလုပ်ငန်းတွေကိုစိတ်ဝင်စားတော့။အဲ့တော့ကိုတိဘူပဲစိတ်ဝင်စားနေ။အခုဘလို့ပဲဖြစ်ဖြစ်လေဒီရောက်ရောက်တော့ရောက်ခိုက်တော့စစ်လိုက်အောင်မယ်ဆိုတော့ဒါဘုံဘုံအမေရိကန်ချက်ကဝင်လိုက်တော့စိတ်ထဲမှာပေါ့ပါလန်းဆန်းသွားတာ။ပေါ်ပါပြီးတော့စိတ်ကြည်လင်သွားတာပေါ့ဗျာ။ အမြင်ရှင်းသွားတာပေါ့ကျမ်းမာခြင်းဒီလက်အများတဲ့ကျမ်းမာရေးကောင်းမှအကုန်လုံးလုပ်နိုင်မယ်စီးပွားရေးပညာရေးကျမ်းမာရေးလူမှုရေးအကုန်လုံးအားလုပ်နိုင်မှာဖြစ်ပါဘုံမုံတို့အနေနဲ့ဆိုရင်လည်းကျမ်းမာရေးမကောင်းဘူးဆိုရင်ဒီဟောရေးပြောရေးအားလုပ်လို့မရဘူးကျမ်းမာရေးကောင်းမှဟောရေးပြောရေးတွေလုပ်လို့ရမှာဖြစ်တယ်ဒါသနာပြုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့မှာတော့စစ်ဆေးခြင်းအရာလုံးဝကောင်းမွန်တဲ့အဖြစ်ထွက်လာတဲ့အတွက်ဘုံမုံတို့အနေနဲ့လည်းပဲရှစ်ဆက်ပြီးတော့ ကောင်းကောင်းပုံပေါ်ကြမ်းကြမ်းပါပါနဲ့သာသာသနာပြုလို့ရပါပြီအားလုံးပဲကျမ်းမာရေးထူးကယူဆိုင်ကြပါအားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ